အနိုင်မရခဲ့ပေမဲ့ဂျီနက်စရာကောင်းတဲ့ရာလက်တစ်ခုကိုပေါ်ဆောင်နိုင်တယ်လို့ပြောလို့ရကျွန်တော်တို့စူပါရီဂျာကတော့စံကာတိတ်ကိုအမှတ်နဲ့ရှုံးနေသွားတာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်တုံးချီလုံးကိုတော်တော်လေးကိုရေကုန်ရေကန်ထိုးတက်ခဲ့လို့ပြောလို့ရတယ်ပထမအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစူပါရီဂျာကကျွန်တော်တို့ပျော်လင့်ထားတဲ့အတိုင်းပဲအောက်တော့ရှင်းတဲ့ခြေကန်ချက်တွေပြီးတော့ဒီပို့စ်ကစ်တွေခြေကန်ချက်တွေကိုပဲအဓိကအားပြုပြီးတော့တုံးလာရယ်ပေါ့နော်ဒီအားပြုပြီးတုံးလာတဲ့အနေအထားက တော်တော်လေးအဆင်ပြေတယ်ပြောရမယ်ဆိုလို့ရှိရင်စံသာတိတ်အနေနဲ့ကသူလှုပ်ချင်နိုင်လှုပ်လို့မရဘူးဝယ်မယ်ဆိုလို့ရှိရင်လည်းချီကန်ချက်ကိုကြောက်နေရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတာဒါပေမဲ့ဒီကြားထဲမှာတခုပြောချင်တာကဘောနော်ပွဲထဲမှာကယူဝါကတော်တော်လေးကွာစံသာတိတ်ကဝိကတ်လှုပ်ထားတဲ့အနေအထားသူ့ရဲ့ချီရန်လက်တန်နဲ့ခနာကိုအနေအထားကပြောရမယ်ဆိုလို့ရှိရင်စူပါရီဂျန်တက်တီးသတ္တိတာနေတာဖြစ်ပါဒီအတွက်ကြောင့်မလို့စူပါရီဂျန်ကဒီအောက်တောက်ရှင်ကန်ချက်တွေချီကန်ချက်တွေ တုံးနေဆိုရင်တော့မှပဲထိချက်ကအရန်ကြီးဆန်ကတဲ့တော့ကအရန်အင်ပတ်များတဲ့အနေထားမဟုတ်ဘောနော်သူတက်ကအတွဲတကူခံနိုင်တယ်တခါကျရင်တော့ဘင်းနာတွေဖိုင်ပြတ်သွားတယ်ဒီလိုအနေထားမျိုးလောက်ပဲဖြစ်နေရဒုတိယတစ်ချိန်မှာတော့ဆန်ကတစ်ကတာသွားတယ်လို့ပြောလို့ရတယ်ပထမအချိန်မှာသူ့အနေနဲ့တိုက်ချင်နိုင်လိုက်လို့မရဘူးဟိုဘာမှမလုပ်ပြလိုက်ရတဲ့အနေထားမှာဒုတိယအချိန်မှာဖီအားနည်းနည်းဝင်လာပြော့အတကောဆိုင်မီရောနည်းနည်းလိုက်ထိုးချင်တဲ့အနေထားမျိုးပေါ့နော် ဒီနေရာမှာစူပါရေချမ်းအနေနဲ့ဒီပိုးပြီးတော့ရှောင်ထွက်တာတွေဘေးကိုထွက်တာတွေလောက်တယ်ဆိုပေမဲ့လည်းဘလိုပဲနေအကျိုးဝိုင်းထဲမှာ3မိနစ်အပြည့်ထိုးရတဲ့အနေအထားမျိုးမှာကျတော့တစ်ချိန်လုံးရှောင်ထွက်လို့မရဘူးနော်ရှောင်ထွက်လို့မရတဲ့အချိန်မှာစူပါရေချမ်းအနေနဲ့တချို့အချိန်တွေမှာရှောင်ထွက်ဖို့ပိုးဖို့ပဲတုံးတာမျိုးမဟုတ်တော့ပဲနဲ့စိုင်ထိုးတဲ့အနေအထားမျိုးတွေနည်းနည်းပြောရဖြစ်လာတယ်ဒီနေရာမှာကျွန်တော်တို့အစင်မပြေသွားတဲ့အချက်တစ်ချက်ကတော့စူပါရေချမ်းကစိုင်ထိုးဖို့ကြိုးစားနေတဲ့အချိန်မှာစူပါရေချမ်းကအလှည့် စင်နာတဲ့ရဲ့ညာဝိုင်းတက်ကြည့်ကြောင့်မလို့စူပါရီဂျန်တော့တောင်းချတော့ကြောက်ရင်ထီသွားတဲ့နေရာတော့လည်းခေါင်းနောက်ဖိုင်းတော့ရောက်တယ်ဒါပေမဲ့စင်နာတဲ့ဘက်ကလည်းတမင်ထိုးတာမဟုတ်ဘူးသူ့အထိုးနဲ့စူပါရီဂျန်ကအလှဲ့နဲ့ကြုံသွားတဲ့အချိန်မှာစူပါရီဂျန်တော့တောင်းတစ်ချိန်ပေးလိုက်ရတယ်ဗောနော်ပေးလိုက်ရပြီရဲ့နောက်ပိုင်းမှာစူပါရီဂျန်နေတယ်ဘာမှပြဿနာမရှိဘူးပြန်ထလာတယ်ပြီးတော့စင်နာတဲ့ကတော့ရှော့ပွဲသိမ်းကိုထူစားတာဘယ်ပွဲသိမ်းမှုဂျူးသားရဆိုပေမဲ့စူပါရီဂျန်ကတစ်ချိန်လုံးဘေးထဲကနေပတ်ထွက်တယ်ပတ်ထွက်ပြီးရတယ် ပတ်ထွက်ပြရတဲ့တမ်းပြီးတော့ကောင်းနာနဲ့ဒီရထိုးတဲ့အတွက်ကြောင့်မလို့ဆန်ကာတက်လည်းဒါဂျန်နက်ဒီရိုင်းနက်ဒီတချမ်းတစ်ချက်ပြန်ထည့်ရချိန်မှာသူ့အနိုင်ကနေအရှုံးဖြစ်မှာနည်းနည်းစိတ်ပူထွားတဲ့အနေအထားမျိုးရှိပါဒီတော့ကြောင့်မလို့သူ့အနေနဲ့နည်းနည်းလေးပြန်ပြီးတော့တိုက်စစ်အရန်ကြီးဖွဲ့နာကိုနည်းနည်းရှော့လိုက်တယ်ပေါ့နော်တတိယချီကတော့ကြည်ကောင်းဆုံးပါပဲပြောရလို့ရှိရင်စူပါရီဂျန်ကောဆန်ကာတက်ခေါ်ကတတိချက်တွေအပြန်အလှန်ထည့်ရလို့ပြောလို့ရတယ်ပြီးတော့စူပါရီဂျန်ကပြောဟက်ကစ်ကိုနှစ်ချိန်နောက်ထိရအောင် ပြီးတော့ပြိုင်ဘက်ကိုဟိုက်ကခေါင်းထိအောင်ကန်နိုင်တယ်။ဒါပေမဲ့ဒီနေရာမှာချင်းကျိုးရမှာစံသာသိရဲ့မာဖုံကတော်တော်လေးမြင့်ထိရတော့မှာဗျာထိမှန်းသိမတိနိုင်ရဘူးเนาะထိလိုက်တယ် EC ပဲဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်သွားတကယ်တမ်းကတော့ကျွန်တော်ထင်ဝိတ်နည်းနည်းကြီးရကြောင်းပဲပါတယ်သူ့ရဲ့နကိုမာကောကလည်းကောင်းတယ်ပြီးတော့စူပါရီချမ်းရဲ့ရှေ့ပဲအမြင့်ကန်ချက်ဆိုတော့အာသိမ့်မပါကြောင်းလည်းပါနောက်ခြေကန်ချက်ဆိုရင်တော့ဒါပိုင်ပါပြီးတော့ချသွားတော့ပဲပေါ့ဒါပေမဲ့လည်း ဒီလိုအနေအထားမျိုးဖြစ်သွားတဲ့ကြောင့်မလို့ပွဲရမပြတ်သွားပါဘူးပြီးတော့တတိယအချီမှာဆိုလို့ရှိရင်ပြောမယ်ဆိုရင်စူပါရီချမ်းရဲ့လက်သီးရေကလည်းတော်တော်များများပြတ်မှန်နေဒီနေရာမှာကျွန်တော်သတိထားမိရတာကစံခါတစ်ကလက်သီးထွက်တာကရန်နေဆိုပေမဲ့သူ့လှုပ်ရှားမှုကနေပါဘလို့အနေထားမျိုးတွေမှာသူပြန်ထိတယ်ဆိုတော့ရုတ်တရက်ဝင်လာပြီးတော့လက်သီးဆိုင်ပြီးတော့ထွက်ကြတဲ့အနေထားမျိုးကြီးဆိုသူရဲ့ကောင်တာလက်သီးကတော့ဒဲအောင်မှန်တယ် ဒါပေမဲ့တောက်ရောက်သွားပြီးတော့စူပါရီဇန်ကပတ်ထွက်ပြီးတော့လက်သီးရဲ့ဝုံနိုင်ဆိုပြီးထိုးပြီးပတ်ထွက်သွားတဲ့အချိန်ကျလို့ရှိရင်သူကပြန်ပြီးတော့ခံရမှာပြီးတော့အဲ့လိုမျိုးပတ်ထွက်သွားပြီးတော့ပြန်ပြီးတော့ဒီမတဲခင်အနေထားမှာစူပါရီဇန်ကဂျက်တီမာကြီးကောက်ထောက်လိုက်တယ်ဆိုရင်သူ့အနေနဲ့မရှောင်နိုင်ပါဘူးပြောရမယ်ဆိုရင်ကသူအဲ့ဒီမှာဂျန်သက်သီးပဲထိရဆိုရင်၃နေ၆လောက်ပြီးရှိတယ်ဒီလိုထိရချိန်မှာသူလည်းနည်းနည်း ဟိုတုံသွားပြီးတော့အရင်စမပွေရဲတော့ဗောနော်ဒီဘဲဟိုဟာအကျက်ဖြတ်လာတဲ့ဆာလို့ရှင်ထင်းမီပဲကစားလာကောင်းတော့မယ်ဆိုပြီးတော့သူတွေးလာမှရပါဘာဖြစ်လဲဆိုတော့စူပါရီချဲရဲ့နေတီရောသူရှောင်ပြီးတော့တော်တော်လေးပြင်းတဲ့ကောင်းတာတွေဝင်လာတော့မှစူပါရီချဲကတော့ဝမကြသွားတဲ့အပြင်သူ့ကိုပြန်ပြီးတော့ခတ်မှမှာတုတ်ပြန်နေရခြင်းမှာသူ့ရဲ့မျက်နှာကလည်းတိုင်းနာတစ်ခုထိစိုးရိမ်စိမ့်ပေါ်လာရယ်ဗောနော်အစောပိုင်းမှာတော့ဒီဒုပြချီတောင်းမှာဆိုလို့ရှင်သူကပွဲမသိမ့်နိုင်လို့ပွဲမချမ်းနိုင်လို့ ဟိုစိတ်လောနေတယ်စိတ်မျိုးပေါ်ရယ်ဆိုပေမဲ့တတိယချီမှာသူထိုးလာရင်လည်းထီးရယ်စူပါရင်ဂျန်ကလည်းဆိုင်မီရောတချို့နေရာရယ်လက်ပြီးခက်များများလေးဆိုင်ထိုးပလိုက်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်သူ့အနေနဲ့လည်းစိတ်ပူသွားပြီးတော့တိုက်စစ်ကိုပြန်ပြီးတော့ short လိုက်တာဒီအတွက်ကြောင့်မလို့ဒါပွဲပြီးသွားတဲ့အချိန်မှာတော့ဆက်ကတိကတော့အမှတ်နဲ့နိုင်သွားရယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ရေစူပါရင်ဂျန်ရဲ့ထိုးချက်တွေကိုရှောင်ထွင်းရင်းနဲ့တောင်မှဒီဖေနာရဲ့ပြုတ်ကျသွားတဲ့အတွက်ကြောင့်မလို့ knockdown ပုံစံမျိုးတော့ဖြစ်သွားပါတယ်။ဒါမဲ့လည်းတန်တီးချီသွားတော့မဟုတ်ဘူး။ဘလိုပဲနေနေ ဒီပွဲမှာဆိုလို့ရှိရင်တေချာပေါက်စူပါရေချမ်းကမြမလက်ဝိကစားသမားကြီးဆိုတာဘယ်လိုမျိုးမှာရေပြီးတော့ဒီစနစ်ဆိုရင်လည်းဒီလိုမျိုးကောက်ဟောက်မုံမုံရှင်ထိုးနိုင်တယ်ကစားနိုင်တယ်ဆိုတော့ရန်တာတစ်ခုကိုတေချာဟောက်ပေးသွားပါဘာလို့လဲဆိုတော့ဖြည်းဖြည်းချင်းပြောရင်ဆန်ကတိတ်ရဲ့ဆလာချင်းဝိတီတော့ဝါကွန်ဖီဒန့်အပြည့်နဲ့လာတယ်ပြီးလို့ရှိရင်ပထမချီမှာမလုံပြနိုင်လို့အားမလို့အားမရမဖြစ်ဘူးဖြစ်ဖြစ်လာတယ်ပြီးတော့ဒီ ကျေဒုတိယအချိန်မှာနောက်ထောင်းရပြီးတော့လောကတတိယအချိန်မစခင်ဆိုလို့ရှိရင်ပရိသတ်ပရိသတ်ညီဘက်ဘုရောမှာနှဲ့ပြီးတော့ဒါကျိုးပေါ်တက်ပြီးတော့အားပေးဖို့အတွက်လောကလက်ဒီလက်မောင်တန်းနေတဲ့ပုံစံမျိုးကနေပြီးတော့တတိယအချိန်ရောက်စူပါရေချမ်းကလည်းစိုင်မျိုးမထူတော့ဆိုပြီးထိုးပြစ်တဲ့အချိန်မှာဆိုရင်သူမျက်နှာမှာစိုးရင်စိတ်ကြီးပြန်ပေါ်သွားပါနောက်ဆုံးမှဆိုလို့ရှိရင်တန်တောင်မှဒီရော်တန်ရဲ့အကြည့်ရဲမှာပေါ့နော်ဒီဟောင်းလေးမစိုးဆိုတဲ့ဖိုင်မျိုးရတဲ့ပုံစံမျိုးနဲ့ပေါ့တန်ဝမ်က respect ပေးသွားတာကိုတွေ့ရတယ် ဆက်ခါတဲ့အနေနဲ့တော်တော်လေးစူပါရေချမ်းကိုဒေသမှုရှိရှိနဲ့ဆက်ဆံတော့တော့တွေ့ရပါတကယ်ကိုရှုံးနေသွားတယ်ဆိုပေမဲ့လည်းဟိုပြိုင်ပတ်စီရောပြီးတော့ပြိုင်မဲ့ရဲ့နီးရအခွေစီရောကျွန်တော်တို့ဒီပရိသတ်ကြီးစီရောကောင်းမွန်တဲ့တကယ်နေစားမှုတစ်ခုချာယူပြသွားနိုင်တယ်လို့ပြောလို့ရတဲ့အနေထားပါကွန်မန်ဒေတာရဲ့အနေနဲ့ကလည်းစူပါရေချမ်းအနေနဲ့မဟာဘီရောကောင်းကောင်းပြန်တုတ်ပြန်ပြတဲ့အခြေမျိုးမှာဆိုလို့ရှိရင်တို့တော်အနေနဲ့ဒါတော်တော်လေး တချို့ပိုင်းနေ separate ဖြစ်ပါရှိရပါတော့ဒီနေရာမှာချီကျူးရမှာကစူပါရီချမ်းရဲ့ဒီနတိထွက်နှုံမြန်တာကြီးပြီးတော့တောက်ခနေရှောင်ထွက်ပြီးတော့တောက်ဆောက်ကောင်းတာပြန်ဝင်ပြီးတော့သူခံရတဲ့အနေထားနေပြီးတော့ပြန်ပြီးတော့တုံးနဲ့ကြားနိုင်တဲ့အနေထားတွေကိုကျွန်တော်တိတ်ခဲချိုက်တယ်ဒါပေမဲ့ဆန်ကတဲ့ရဲ့မှာကောင်းတယ်တူတူညင်ခြေကန်ထိအောင်မှာလောကဘာမှမဖြစ်စလို့နေဖြာသွားတယ်ဟို weight down လူပေါင်းက တခေတားရေပေါ့နော်စူပါရေဂျန်နက်ဆိုင်ဒီမှာဖိုက်တာရေအနေနဲ့လေဒီဝိတ်ကလုတ်တဲ့အပိုင်းတွေကိုထပ်ပြီးတော့တိလာရအောင်မှာတကယ်လို့စူပါရေဂျက်လာဆက်လာပြက်တော့လူပေါင်းရှိနေဆိုရင်စူပါရေချမ်းရဲ့ခြေကန်လက်သေးတွေကဒီချက်ပို့ပြီးတော့ damage ပြင်းပြီးတော့ပွဲကဟို result ရပို့ပြီးတော့ကိုယ့်ဘက်ကတာလာနိုင်တာကြီးရှိရင်တို့ကျွန်တော်တို့မြင်ဘယ်လိုပဲနေနေကျွန်တော်တို့စူပါရေဂျန်ရဲ့ performance ကိုတကယ်ချိနေအဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားရအောင်အားလုံးပဲပေါ်ကြနိုင်မယ်လို့ပြောနေမှာပဲကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကြည့်တည်ပါ